ူများရဲ့ထက်အစာလောက်ရတာ၃စသက်တာပြီးတော့ effective လဲဖြစ်ရှင်နေဆိုလို့ရှိရင်ဒီနီလန်း၃ခုကိုလိုက်လို့ပါပထမတစ်ခုတော့နမောနစ်လို့ခေါ်တယ်နမောနစ်ကအတူကောက်တင်နဲ့မှတ်တာပေါ့နော်ဥပမာဆိုလို့ရှိရင်ဆိုဒီ medical ဘိုင်းနဲ့ပြောရမယ်ဆိုလို့ရှိရင် ဥပမာ systolic diastolic ပေါ့နော်ဒီ blood pressure တိုင်းနေဟာမလား systolic diastolic ကိုဘယ်လိုမှတ်ရမလဲဆိုလို့ရှိရင်အတူကောင်းလေးညီ x ဆိုလို့ရှိရင် sky ဆိုပြီးတော့အပေါ်သွေးဆိုပြီးမှတ်တယ်ပေါ့နော် diastolic ဆိုရင် d down ဆိုပြီးတော့အဲ့လိုလေးမှတ်တယ်ပေါ့နော်ပြီးလို့ရှိရင် bradycardia တို့ tachycardia တို့ရှိမှာပေါ့နော်ဒီနှလုံးခုန်လို့မြင်တာ နောက်ကနေရပါတော့အမအဲ့ဒါဆိုရင်မိဆိုဘယ်လိုမှတ်လဲဆိုလို့ရှင် bradycardia ဆိုရင် break လို့မှတ်ထားလိုက်တယ်ကွာ break ဆိုတော့နေအောင်လုပ်တယ်ဆိုတော့ तू ကနှုတ်ခုံတော့နေတယ်ဟာ tachycardia ဆိုရင် taxi လို့မှတ်ထားလိုက်တယ် taxi ကမြန်နေဆိုပြီးတော့မြန်အောင်လုပ်တယ်ဟာပေါ့နော်အဲ့လိုမျိုးအတူခေါင်းလေးနဲ့တွဲပြီးမှတ်တာကို pneumonic လို့ခေါ်တယ်မိဆိုမှာဆိုလို့ရှင်အဲ့လိုမျိုး pneumonic ဒီ collection လောက်တာအများကြီးရှိရပါတော့မိဆိုစာကြက်လို့ရှင်အဲ့လိုမျိုးအတူခေါင်းလေးအမြင်နဲ့ထုတ်ပြီးတော့ကြက်လေးရှိတယ်ဒီ pneumonic collection ကိုတော့နောက်ကြရင်တော့ကြုံရင်ကြုံလို့တော့တင်ပေးတော့ပါမယ်ဒါကိုကိုယ့်ဘာကိုစဉ်းစားပြီးထုတ်လဲရတယ်ပြီးလို့ရှင်ဒီ AI ကို မေးလေးရတယ်ဒါမှမဟုတ် YouTube မှာရှာပြီးဗီဒီယိုကြီးလေးရတယ်ပြီးဆိုနမောနဲ့ထုံကြီးကတင်ပေးမယ်ဆိုပြီးတော့မတင်ပေးဖြစ်သေးဘူးဒါပေမဲ့ခုနမီဆိုပြောညီလေးတိုင်းပဲကိုယ့်အကူစဉ်းစားကြည့်လို့ရတယ် AI ကိုထုတ်ခိုင်းလို့ရတယ် YouTube မှာဗီဒီယိုတွေတက်ကြည့်လို့ရတယ်နမောနဲ့ကကိုစားလို့တဲ့ပုံစံကိုလုံးဝပြောင်းလဲသွားအောင်ထိကိုယ်မှတ်မိအောင်လုံးဝကုညီပေးမယ်တကယ် tips တစ်ခုဖြစ်တယ်နောက်ပြဒုတိယချက်ဒုတိယချက်ကကျတော့မီဆိုမှာ system ကောင်းကောင်းရှိတယ်ဘယ်လိုလဲဆိုလို့ရှိရင်မီဆိုအဓိကက notion ကိုသုံးတယ်ပေါ့နော် notion ကဒီ note taking အတွက်မီဆိုသုံးတာပေါ့နော်ဥမာ notion ကိုသုံးလို့ကောင်းသွားတဲ့အချက်ကဘာလဲဆိုလို့ရှိရင်ဥမာမီဆိုအခုဒုတိယနဲ့တက်ပြီပေါ့နော်ဒုတိယနဲ့တက်လို့ရှိရင်ပထမနှစ်ကစာကိုပြန်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်ဒီ notion ကိုမသုံးခင်ပဲတခြား စာအုပ်ထုတ်ပြီးမှတ်တာတို့ဘာလို့ဆိုလို့ရှိရင်ပထမနှစ်က concept ကိုပြန်ပြီးတော့ကြည့်လို့မရတော့ဘူးအခုကြောင့်မြို့ notion မှာမှတ်ထားတဲ့အတွက်အာဒီစနေလောက်ကြာမှအစာပြန်ကြည့်ရင်တော့မှတကယ်တော့တစ်ခုခုကိုမေ့နေ concept တစ်ခုကိုမေ့နေဆိုလို့ရှိရင်အဲ့ဒီစကားလုံးလေးကိုရိုက်ချလိုက်တယ်ရိုက်ချလိုက်လို့ရှိရင်ဒီ notion မှာတိုင်းပြီးကြာလာတယ်အဲ့ကြတော့ရှိရင်ဘယ်လိုပြောမလဲ organize လုံးဝဖြစ်တဲ့အတွက် system ကြတာနဲ့စာလုပ်လို့ရတယ် concept ကိုလည်းချိန်လို့ရတယ်ပေါ့နော်ဘယ်ပညာရဲ့မှမဆိုပြန်ပြီးတော့ connect လုပ်ရတာပဲများတယ်လေးတယ်မလားယင်းနှစ်ကစာနဲ့ connect လုပ်ရတယ်ဟိုမှာ engineering ကြည့်မှလားဒီ business တို့ဘာလို့ကြည့်မှလဲဆိုရင် concept တွေပြင်ပြင်ချိန်ရတဲ့အတွက် မိဆိုမှာဆိုလို့ရှင် notion မှာ၃နဲ့ session တခုရှိရပေါ့နော်ဥမာ example လေးကိုဒီ notion မှာ၃နည်းလေးလောက်ပြမယ်ပေါ့နော်ဆိုလို့ရှင်မိဆိုရဲ့ starting note ရှိရပေါ့နော်အဲ့မှာဆိုလို့ရှင်ဒီမှာ search လောက်တဲ့ function နဲ့တခုကို share လိုက်မယ်ပေါ့နော်ဥမာဘာကို share မလဲဆိုတော့အဲ့မှာ array နဲ့ class ဆိုပြီးတော့ဒီဟာလေးကို share လိုက်မယ်ပေါ့နော်မရှာလိုက်မယ်ဆိုလို့ရှင်မျိုးဆိုဒီမှာပထမနှစ်မှာ anocrine မှာဘာမှတ်ခဲ့လဲဒီမှာဆိုရင်ဒီမှာ arena ကိုဘယ်နှမှာမှတ်ခဲ့တာလဲဒီလိုမျိုးပြန်တွေ့ရတယ်ပေါ့နော်ဟိုဘာကိုရှာရှာပါဥမာ length ပေါ့နော် ဲ့လိုမျိုးရှာပြီးဆိုလို့ရှိရင် lens နဲ့ပတ်သက်တာဒီမှာအကုန်ကြလာရဲပေါ့နော်ဒါ free version မှာပဲတုံးတာပါဒီမှာဆိုလို့ရှိရင် lens နဲ့ပတ်သက်တာမျိုးဆိုပါရေးခဲ့လဲ lens ရဲ့ gas အချိန်ပဲမှာဖြစ်တာလဲပါညာအဲ့လိုမျိုးအစားဆုံးပြန်တွေးလို့ရတယ်အဲကြောင့်မလို့မျိုးဆိုမှာဆိုလို့ရှိရင်ဒီလိုစာလုတ်တဲ့ system ကောင်းကောင်းရှိတယ်အဲအကြောင့်မို့ဒုတိယအချက်ကဒီ system ချိထားလို့ရှိရင်သူများရဲ့ထက်စာလုတ်ရတာတက်တာပြီးတော့သူများရဲ့ထက် effect တွေလည်းပိုဖြစ်မယ်အမှတ်လည်းကောင်းကောင်းရမယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီ mnemonic နဲ့ဒီ system ကြာပြီဆိုလို့ရှိရင်နောက်ဆုံးတစ်ချက်ကတော့ AI ကိုကောင်းကောင်းသုံးနေတာပါမိဆို page မှာကြောင်ကြောင်လို့ AI ကိုမေးရမယ့် prompts လေးတင်ပေးလေးရှိတယ်အဲ့ဒါကိုတော့ collection လုပ်ပြီးတော့ဒီဒီ post ရဲ့အောက်မှာ comment ထဲမှာ link လေးချပေးတော့မယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ပေးထားတဲ့ AI tips တွေကိုကိုယ့်ရဲ့ note ထဲမှာ copy ယူထားပေါ့နော်ယူထားပြီးလို့ရှိရင်ကိုယ်စာလုပ်တဲ့အခါမှာအဲ့မိဆိုပေးထားတဲ့ဒီ prompt လေးတွေမေးခွန်းလေးတွေ AI မှာသွားပြီးတော့အထည့်ပြီးတော့မေးပေါ့နော်အဲမေး AI မှာမေးမင်းစာလုပ်တဲ့အခါမှာကျတော့ကိုက ဇာတိခိုက်တယောက်ရထားတယ်လို့မျိုးဖြစ်တယ်ပေါ့เนาะအရင်ကဆိုရင်ဒီလိုမျိုး AI တွေပိုင်းဆိုမရှိဘူးဒါပေမဲ့မိဆိုတို့ခင်မှာပို့ပြောလဲကံကောင်းလာတယ်အဲ့အဲ့တော့ဒီ AI ကိုကံကောင်းအသုံးချဖို့ပြောချင်ပါတယ်အဲ့ AI နေထဲမှာအခုအသုံးချဖို့ဆိုလို့ရှိရင် recommend ပေးချင်တာက notebook LM ဆိုတာရှိရပေါ့เนาะ notebook LM ဆိုတာအဲ့မှာသူ့မှာတော့ပြီးတော့ slide ကိုထည့်လိုက်ပြီးဆိုလို့ရှိရင်အဲ့ဒီ slide နဲ့ chat လုပ်လို့ရတယ်ပေါ့เนาะဥမာဒီ slide ထဲမှာပါရေးကြည့်လဲအာဘယ် concept ကဆောင်းမမေးနိုင်လဲပေါ့နော်ငါဒီ concept ကိုဘယ်လိုလွတ်ရအောင်ကြက်ကမလဲငါ့ကိုသင်ပေးအဲ့လိုမျိုးတွေအကုန်လုံးမေးလို့ရတယ်အဲ့ဒီအတွက် notebook lm ကိုသုံးတယ်အာပြီးလို့ရှိရင် publicity ဆိုရှိရ publicity ကတော့ဒီတိုင်းပဲအာ ai ကိုမှသူကကျတော့ chatgpt မဟုတ်ဘဲနဲ့သူကကျတော့ပို့ပြီးတော့ deep ဖြစ်တယ်လို့ခံစားရတယ်အဲ့တော့အဲ့ publicity ဆို AI လို့တုံးကြည့်ပါအခုမိဆိုပြပြသွားတဲ့ဟာအသုံးချက်ထဲပါ nominee ရှိတယ် system ကြဖို့ပေါ့နော်အဓိက notion လိုမျိုး note taking application ကိုသုံးစေခြင်းနဲ့နောက်ဆုံးတစ်ချက်ကတော့ AI ကိုကောင်းကောင်းမအသုံးချစေခြင်းနဲ့ကဲဒါဆိုလို့ရှိရင်တော့ဒီ study tips သုံးဖို့တော့ဒီလောက်ပါပဲ အကျဲ study tips တွေကိုတော့နောက်ထပ်အားရင်အားသလိုကြုံကြုံလို့တော့သင်ပေးတော့ပါမယ်ဒီနေ့တန်း၃ခုကိုအသုံးချပြီးတော့ကိုစာလုပ်တဲ့အခါမှာ effect တွေလည်းပို့ဖြစ်အောင်အချိန်နည်းနည်းစာကိုအကျိုးရှိရှိလုပ်နိုင်အောင်အသုံးချကြပါလို့နောက်ထပ်ကိုစာလုပ်တဲ့အခါမှာပေါ့နော်အခက်အခဲရှိတဲ့ဟာမျိုးဒီပို့ပြီးတော့သိကျင်တဲ့ဟာမျိုးဆိုလို့ရှိရင်မစ္စတာ comment မှာမေးတော့လို့ရပါတယ်မစ္စတာအချိန်ရရင်ရသလိုဖြေပေးပါမယ်နောက်ထပ်နောက်ထပ်ဒီလိုမျိုး study tips တွေကိုလည်းမစ္စတာ page မှာမြေတင်ပေးတော့ပါမယ်အားလုံးပဲ bye bye ပါ thank you